နိုင်ငံတော်အစိုးရအနေဖြင့်ပါတီစုံဒီမိုကရေစီစနစ်အားအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရန်အတွက်2025ခုနှစ်ဒီဇင်ဘာလ28ရက်မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအားအောင်မြင်စွာကျင်းပနိုင်ဆောင်ရွက်လျက်ရှိအောင်ရွေးကောက်ပွဲအပေါ်နီလန်မျိုးစုံဖြင့်နှောက်ယှက်ဟန်တားနိုင်မယ့်အခြေအနေမှကာကွယ်တားဆီးနိုင်ရန်2025ခုနှစ်ဇူလိုင်လ29ရက်မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တားဖျက်ဆီးခြင်းမှာ ကာကွယ်ပေးရင်ဥပဒေပြတ်ထန်းခဲ့ပြီးဥပဒေလိုက်နာမှုမရှိသူများအားထိထိရောက်ရောက်အေးအေးယူဆောင်ရွက်လျက်ရှိပါတယ်။ အဲ့လိုဆောင်ရွက်လျက်ရှိရာ2025ခုနှစ်အောက်တိုဘာလ29ရက်မှာခေတ်သမိုင်းကိုဒုံဆိုင်မြို့သူများရွေးကောက်ပွဲအသိပညာပေးဇက်လန်းနဲ့ဇက်လန်းမှာပါဝင်တရုတ်ဆောင်ခဲ့တဲ့အမှုပညာရှင်များကိုလူမှုကွန်ရက်မှာတက်ဆင်မဟုတ်မမှန်ဝေဖန်ရေးသားပေးရွေးကောက်ပွဲအပေါ်ပြည်သူလူထုမှအထင်အမြင်လွဲမှားစေရန်လှုပ်ဆော်ခဲ့တဲ့ဒါရိုက်တာမိုက်တီခေါ်တန်ထွန်စုံစပိုတရုတ်ဆောင် ကျော်ဝင်းထုတ်ခေါ်ကျော်မင်းထွန်းနေဟာတတရုတ်ဆောင် အုံနိုင်ခေါ်ဇော်မြင့်တို့အား၎င်းတို့ရဲ့နေအိမ်အသီးသီးမှာဖမ်းဆီးရမိခဲ့ပါတယ် ဖမ်းဆီးရမိတရားခမ်းများကိုစီစစ်ဖော်ထုတ်ချက်အရ၎င်းတို့ဟာဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နဲ့အညီတမတော်မှနိုင်ငံတော်တာဝန်ထမ်းဆောင်နေသည့်အပေါ်ထောက်ခံမှုမရှိခဲ့တဲ့အပြင်စုပူဆန္ဒပြပွဲများမှာ ကိုယ်တိုင်ပါဝင်ခဲ့ကြောင်းဒါပြင်မကြမီကျင်းပရန်ရှိတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စေရအတွက်၎င်းတို့တက်ကြွတဲ့အမှုပညာကဏ္ဍမှာပူးပေါင်းပါဝင်ခြင်းမရှိတဲ့ပြင်အခြားသောအမှုပညာ ညာရှင်များရဲ့တရတတအားပူပေါင်းဆောင်ရွက်မှုအပေါ်ဝေဖန်တိုက်ခိုက်ခြင်းရွေးကောက်ပွဲအပေါ်ပြည်သူလူထုမှယုံကြည်မှုလျော့နည်းလာစေရန်ရည်ရွယ်ပြီးရေးသားဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်းစိစစ်တွေ့ရှိရပါသည်အဆိုပါတရခန်၃ဦးအနက်ဒရိုက်တာမိုက်တီခေါ်တန်ထွန်စောဟာ 2021ခုနှစ်မှာလူမှုကွန်ရက်မီဒီယာမှတစဉ်နိုင်ငံတော်အစိုးရပေါ်ဝေဖန်ရေးသားခဲ့တာကြောင့်ရာဇသက်ကြီးဥပဒေပုံမှာ 905- ကကြီးဖြင့်အမှုဖွင့်လေအရေးယူခြင်းခံခဲ့ရပြီး2022ခုနှစ်အောက်တိုဘာလ28ရက်မှာနိုင်ငံတော်အစိုးရမှစေတနာဖြင့် နောက်တစ်ချိန်ပြစ်မှုထပ်မံကျူးလွန်မှာက၎င်းပြစ်ဒဏ်အပြင်ယခုကြားခံရန်ကြံရှိသောပြစ်ဒဏ်များကိုပါဆက်လက်ကြားခံပါမည်ဟုသောစီကံသတ်မှတ်ချက်ဖြင့်ပြစ်ဒဏ်မှလွတ်ငင်းခွင့်ပြုခဲ့သူဖြစ်ကြောင်းစစ်စစ်တွေးရှိရတဲ့အတွက်၎င်းကိုပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တောင်ဖျက်ဆီးခြင်းမှကာဝယ်ပေးရန်ဥပဒေဖြင့်အရေးယူနိုင်ရေးဖြင့်ယခင်လွတ်ငင်းခွင့်ပြုခဲ့တဲ့ပြစ်ဒဏ်ကို ပြန်လည်ကြားခံစေရန်ဥပဒေနဲ့အညီ 上月多嘛七八零。 ဒါအပြင်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပေါ်ပြည်သူလူထုမှအထင်မြင်လွဲမားစေရန်လှုံ့ဆော်ခဲ့ကြတဲ့ကြော်ဝင်းထုတ်ခေါ်ကြော်မင်းထွန်းနဲ့အုံနိုင်ခေါ်စော်မင်းတို့နှစ်ဦးအားပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ရှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပြီးဥပဒေဖြင့်ထိရောက်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့နိုင်ငံတော်အစိုးရအနေဖြင့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များအောင်မြင်ပြီးပြည်သူလူထုတရက်လုံးလိုလားတောင်းတသည့် ာတီစုံဒီမိုကရေစီစနစ်ကိုအောင်မြင်စွာရှောင်လန်းနိုင်ရေးပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုဖြင့်အထွေထွေရေကောက်ပွဲအားဆက်လက်အကောင့်ထည့်ဖို့ဆောင်ရွက်သွားမှာဖြစ်ကြောင်းအတိပေးသတင်းထုတ်ပြန်အပ်ပါရှင်။ ဒရိုက်တာမိုက်ဒီအပါဝင်အမှုပညာရှင်၃ဦးကိုစစ်တပ်ဖမ်းဆီးစစ်တပ်ရဲ့မြဝတီရုတ်တံကနေထုတ်လွှင့်ခဲ့တဲ့ခေတ်သမိုင်းကိုဒုံဆိုင်မိသူများဆိုတဲ့ဇလန်တို့နဲ့အဲ့ဒီမှာပါဝင်တဲ့တရုတ်ဆောင်တွေကိုမဟုတ်မမှန်ဝေဖန်ရေးသားတယ်ဆိုတဲ့ဆွဆွဲချက်နဲ့ဒရိုက်တာမိုက်ဒီဇက်ပိုတရုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတရုတ်ဆောင်အွန်တိုင်းတို့ကိုဖမ်းဆီးလိုက်ကြောင်းစစ်ကော်မရှင်ရဲ့ဒီကနေ့ညပိုင်းထုတ်ပြန်ချက်အရာသိရပါတယ်စစ်ကော်မရှင်ပြောအရအခုဖမ်းဆီးခံရသူတွေဟာစစ်တပ်ကိုထောက်ခံမှုမရှိတဲ့အပြင် ပြီးခဲ့တဲ့ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့တယ်လို့လက်ရှိမှာလည်းမကြမီကျင်းပမဲ့ရွေးကောက်ပွဲအောင်မြင်ရေးပူးပေါင်းဆောင်ရွက်တဲ့အမှုပညာရှင်တွေကိုဝေဖန်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဖန်စီခန်၃ဦးထဲမှာဒရိုက်တာမိုက်တီဟာပထမအကြိမ်ရာဇသက်ကြီးပုံမှ905ကာနဲ့အေးအေးယူထောင်ချခံခဲ့ရပေမဲ့ခံဝင်လွတ်ငင်းနဲ့ပြန်လွတ်ပေးခဲ့တာကြောင့်လက်ရှိဖန်စီခန်ရတဲ့အမှုအတွက်ရွေးကောက်ပွဲကာကွယ်တာစီရေးဥပဒေနဲ့အေးအေးယူမှာဖြစ်တယ်လို့ပြီးခဲ့တဲ့အမှုအတွက်လည်းကြားခံရန်ကြံရှိတဲ့ပြစ်ဒဏ်ကိုထပ်မံကြားခံရမယ်လို့ဆိုပါတယ်။ ကျန်းနှစ်ဦးကိုလည်းရွေးကောက်ပွဲကာကွယ်တားဆီးရေးဥပဒေနဲ့အရေးယူမယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ချက်မှာဖော်ပြပါရယ်ခေတ္တမိုင်းကိုဒုံဆိုင်မိသူများဇလန်းတို့ဟာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဝါရဖြန့်စကားတို့ဖြစ်ပြီးမြန်မာထိပ်တန်းမင်းသားစီရင်ဝင် အကယ်ဒမီနေတိုအကယ်ဒမီမြင့်မြတ်တက်သစ္စာအကယ်ဒမီမင်းသားတွေဖြစ်တဲ့နေဝင်းနဲ့အေဂျင့်မောင်အပြင်မင်းသမီးတွေဖြစ်တဲ့အကယ်ဒမီမေမြင့်မိုးနဲ့ချူလီတို့ကအဓိကပါဝင်တရုပ်ဆောင်ထားတာဖြစ်ပါတယ်။တဖက်တော်လန်ရေးအင်အားစုတွေကလည်းအဲ့ဒီဇလန်တို့မှာပါဝင်တရုပ်ဆောင်ထားတဲ့တရုပ်ဆောင်တွေရဲ့ဒိုင်ယာလော့ပြောစကားတွေကတော်လန်ရေးအင်အားစုတွေကိုစော်ကားပြောဆိုထားတဲ့ဇဝင်ခန်းတွေ ပါဝင်နေဆိုပြီးတတိပေးချက်တွေလူမှုပြည်တံပေးတာတွေကိုပြုလုပ်ဖို့တိုက်တွန်းနေပါတယ်။